မင်္ဂလာပါရှင်ကိတ္တနယ်ဥမီဒီယာကနေသတင်းများကိုတင်ဆက်ပေးလျက်ရှိပါတယ်ပထမအဆုံးအာရခတ်တတော် AE နဲ့စစ်ကောင်စီတပ်တို့နေရာ၅ခုမှာတိုက်ပွဲပြင်းထန်နေတဲ့သတင်းကိုတင်ဆက်ပေးပါမယ်အာရခတ်တတော် AE နဲ့စစ်ကောင်စီတပ်တွေဟာနှစ်ဖက်စလုံးအတွက်စီရေးအချက်ချာကြတဲ့နေရာ၅ခုမှာပြန်လည်ထိုးစစ်တွေနဲ့တူနိုင်စင်ရက်ဆက်တိုက်ပွဲတွေပြင်းထန်နေတယ်လို့အာရခတ်တတော် AE ကမနေ့ကအောက်တိုဘာ၁၀ရက်မှာသတင်းထုတ်ပြန်ပါတယ် အာရခတက်တော်အီဟာရခိုင်ပြည်တွင်းမှာတိမ့်ပိုက်ဖို့ကြမ်းရှိနေသေးတဲ့ကြောက်ဖြူနယ်စစ်တွေမြို့နယ်တွေကိုဆက်လက်ထိုးစစ်ဆင်တိုက်ခိုက်နေတာလည်းဖြစ်ပါတယ်။အခြားတစ်ဖက်မှာလည်းရခိုင်ပြည်နယ်နဲ့နေမြင့်ချင်းထိစပ်နေတဲ့မကွေးတိုင်းနယ်ရီကံပဲခူးတိုင်းညောင်ချိုးဖြူဟာဂုံနယ်အီအော်ရီတိုင်းအဆက်လေးမျက်နာမြို့နယ်တွင်းတို့မှာလည်းစစ်ကောင်စီတပ်ရဲ့ထိုးစစ်တွေကိုကြမ်းကြမ်းခံပြီးတော့တံပြန်ထိုးစစ်တွေလုံဆောင်နေရရှိနေတာကြောင့်နှစ်ဖက်တိုက်ပွဲတွေမှာလည်းနေတိုင်းမိပါဖြစ်ပွားလျက်ရှိနေပါတယ်။ စိတ်ကောင်းစီတန်းဟာရခိုင်ဒေသတွင်ကိုကြီးရည်လေးပူပေါင်းဆစ်စင်ရည်တွေပြုလုပ်ကကြောက်ဖြူမျိုးထိုးစစ်ကိုလည်း2025ခုနှစ်မတ်လဆန်းကစတင်ပြီးချိန်ဖန်များစွာပြုလုပ်ခဲ့ပေမယ့်ထိရောက်မှုမရှိဘဲအထူးကံအကြဆုံးတွေကိုသာကြုံတွေ့နေရလာဖြစ်တယ်လို့အေအေကဆိုထားပါတယ်စိတ်ကောင်းစီတန်းဟာပြီးခဲ့တဲ့အောက်တိုဘာလပထမပတ်ကကြောက်ဖြူမျိုးနဲ့မလောက်ကျွန်းကျေးရွာနီးရှိတဘာဝတံငွေလက်ခံတုံလောင်ပို့ဆောင်ရုံ OGD ဆက်ရုံအနီးနာကိုကာကင်းစကန်းတွေကနေပြီးတော့အရခတက်တော်အေအေသိမ့်ပိုက်ထိန်ချုပ်ထားတဲ့ ်လက်ထမောရွာသည့်ပြင်းချေငှက်ပြောချောင်းနှင့်ကလဘာကြီးရွာနီကိုစစ်ကြောင်းထိုးလာတာကြောင့်နှစ်ဖက်တိုက်ပွဲတွေပြင်းထန်ခဲ့ကြတယ်လို့လည်းသိရပါတယ်။ကျောက်ဖြူမြို့နယ်မှာစစ်ကောင်စီတပ်နဲ့အရခတပ်တော် AA တို့ဟာအမှတ်32ရဲတပ်ရင်းတောင် တောင်ပုတ်တောင်ရေတက်စကန်တညောင်ရီရေတက်ဌာနချုပ်မလကျွန်းကျေးရွာနေရှိတဘာဝချင်းွေလက်ခံတုံလောင်ပိုးဆောင်ရုံ OGT ဆက်ရုံအနီးနာရှိကာကင်းစကန်တွေမှာတိုက်ပွဲတွေပြင်းထန်နေကြတာလည်းဖြစ်ပါတယ်အလားတူမကွေးတိုင်းငပဲမြို့နယ်ဆက်ဗရန်တက်နေမှာရှိတဲ့နေရီကန်လေးချောင်းရံကာကွယ်စကန်ပြူဟာကုန်းကိုအရခတက်တော်အေနဲ့ပူပေါင်းမဟာမိတ်တပ်တွေကအခုရက်ပိုင်းတွင်မှဝိုင်းရံပိတ်ဆို့တိုက်ခိုက်နေပြီးပြီးခဲ့တဲ့စက်တင်ဘာ28ရက်နေ့မှာနေရီကန်ပြူဟာကုန်းနဲ့တမိုင်အကွာကစစ်ကောင်စီတပ်ရဲ ့ခန်းစစ်အကိုင်းမတိဆောက်ထားတဲ့ဂုတ်ကြီးချေရွာရှိကာကင်းစကန်းကိုတိမ့်ပိုက်ထိန်ချုပ်ထားတာလည်းဖြစ်ပါတယ်။ ဒါအပြင်ပြီးခဲ့တဲ့ရက်ပိုင်းတွင်ကအာရခတပ်တော်အေနဲ့ပူပေါင်းမဟာမိတ်တပ်တွေထိုးစစ်ဆင်တိုက်ခိုက်နေတဲ့ဘကိုတိုင်အုံရှိပင်မြို့နယ်အမတ်6ကာခွေပစ္စည်းထုတ်ဆက်ယုံကားပေါင်းစား6အနီးကဆင်းလန်းချေးရွာတိုက်ပွဲအတွင်းမှာလည်းစစ်ကောင်စီတပ်သား30ကျော်တိုက်ဆုံမှုတွေရှိနေတယ်လို့စီရေးတင်းရင်မြစ်တွေစီကသိရပါတယ်။ရခိုင်ရိုးမဆက်တလျှောက် ERR တိုင်းကရေကြီးသားပေါင်းငတိုင်းချောင်းလေးမျက်နှာအင်ကပူနဲ့မြန်အောင်မြို့နယ်အထိလဲအာရခတပ်တော်အေနဲ့ပူပေါင်းမဟာမိတ်တပ်တွေကထိုးစစ်ဆင်တိုက်ခိုက်လာနေတာ ာဖြစ်ကြောင်းသိရှိရပါတယ်။ဆန်လက်တင်ဆက်ပေးမယ့်တရင်ကတော့ရခိုင်တွင်စစ်တပ်၏တိုက်ခိုက်မှုများအရှိန်မြင့်လာသည့်အပြင် ပြည်သူများကိုဖမ်းဆီးတပ်ဖြတ်မှုများတိုးမြင့်လာ၍စစ်ရေးတရီရှိကြရန်အေအေကတရီပေးတဲ့အကြောင်းကိုတင်ဆက်ပေးပါမယ်။ ရခိုင်တွင်စစ်တပ်ကလေးချောင်းတိုက်ခိုက်မှုနှင့်လက်နက်ကြီးပစ်ခတ်မှုများရှေ့မြင့်လုံဆောင်နေသည့်အပြင်ပြည်သူများကိုဖမ်းဆီးမှုများတိုးမြင့်လာ၍စည်ရေးတရီရှိကြရန် အေအေကတရီပေးချက်ထုတ်ပြန်လိုက်ပါသည်ရခိုင်ရှိပင်လေကန်ဒီမြို့ရွာများမှပြည်သူများအနေဖြင့်ဖက်စစ်အကြမ်းဖက်စစ်ကောင်မရှိရေချောင်းလေးချောင်းတိုက်ခိုက်မှုအန္တရာယ်ကိုအထူးတရီထားကြပါရန်နှင့်စည်ရေးတရီရှိကြရန်အေအေကတရီပေးလာခြင်းဖြစ်ပါသည် စစ်တပ်ကလွန်ခဲ့တဲ့နှစ်နှစ်ကြာကာလနီးပါအတော်တွင်၎င်းတို့ဆုံးရှုံးခဲ့ရသည့်တည်ရင်တမဌာနချုပ်ဒိုင်းစစ်ဌာနချုပ်များအပါအဝင်စစ်ရေးနိုင်ငံရေးရာအထက်ချာကြပြီး၎င်းတို့ဆွန့်လွတ်ခဲ့ရသောနေရာအချို့မြို့ရက်ရွာများပြန်လည်သိမ်းပိုက်ရောက်ယူရန်အတွက်မြန်မာနိုင်ငံအနှင့်ထိုးစစ်ကြီးများကိုပြုလုပ်နေခဲ့သည်မှာကာလအတန်ကြာခဲ့ပြီးဖြစ်ကြောင်းအရခဒေတာတွင်၌လည်းကြီးရီလီပူပေါင်းစစ်စင်ရေးများပြုလုပ်ကအထူးသဖြင့်ကြောက်ဖြူတွင်ထိုးစစ်များကို2025ခုနှစ်မတ်လဆန်းမှစတင်၍ချိန်ဖက်များ ွာပြုလုပ်ခဲ့တော်လေထိရောက်မှုမရှိဘဲအထီးကိုင်အကြဆုံးများစွာကိုသာရင်ဆိုင်နေရကြောင်းအေအေကပြောပါတယ်။ အေအနေဖြင့်လည်းအာရကဒေတာတွင်တိမ့်ပိုက်ရန်ကြမ်းရှိနေသောမြို့များကိုဆက်လက်တိမ့်ပိုက်ရယူရန်စူးစမ်းနေသည့်အချိန်တစ်ပြိုင်တည်းတွင် အာရကဒေတာနှင့်နေမြင့်ချင်းထိစပ်လျက်ရှိသောမကွေးတိုင်းနေရီကန်ပဲခူးတိုင်းညောင်ကျိုးပြူဟာကုန်းနှင့်အင်အော်ရီတိုင်းဆက်လေးမျက်နာမြို့နှင့်အတွင်းတို့၌လည်းရန်သူ၏ထိုးစစ်တိုင်းကိုကြမ်းကြမ်းခံ၍တံပြန်ထိုးစစ်ဆင်လျက်ရှိသောကြောင့်အဆိုပါနေရာများ၌တိုက်ပွဲများနေ့စဉ်နေပါဖြစ်ပွားလျက်ရှိသည်ဟုသိရှိရပါသည် လက်ရှိချိန်အာရကတတော်နှင့်ဖက်စစ်အကြံဖက်စစ်ကောင်ရှင်တို့သည်နှစ်ဖက်စလုံးအတွက်စည်ရေးအချက်ချကြသောနေရာငါးခု၌အပြန်လည်ထိုးစစ်များနှင့်အတူနေစဉ်ရက်ဆက်တိုက်ခိုက်နေကြသည်မှာရက်သက်တပတ်ပေါင်းများစွာကြာမြင့်ခဲ့ပြီးဖြစ်ကြောင်းတပြိုင်နက်တည်းမှာစစ်တပ်ကအာရကတတော်ထိန်းချုပ်ထားရာနေရာများထဲမှာအချို့သောနေရာများအားထိုးစစ်ဆင်တိုက်ခိုက်မှုမျိုးဆက်လက်ပြုလုပ်ရန်ပြင်ဆင်လျက်ရှိကြောင်းအေအေကပြောပါရယ် စစ်တပ်၏စစ်သည်မော်များကပင်လယ်ပြင်မှနေ၍စစ်ရေးပြင်းမှမဟုတ်သောအရတားပြည်သူများနေထိုင်ရာ ရက်ွက်ကျေးရွာများတွင်သို့လက်နက်ကြီးများဖြင့်ရန်တမ်းပစ်ခတ်တိုက်ခိုက်ခြင်းပင်လေပြင်ကန်ဒီတွင်တပိုင်းတနိုင်ဝန်းစာရှာငါးဖန်ထွက်နေကြသည့်ရေလုံသားပြည်သူများအားဖန်စီခြင်းတပ်ဖြတ်ခြင်းတို့ကိုယခုရက်များတွင်ဇက်တိုက်ပြုလုပ်လာနေကြောင်းသိရပါသည် 2025ခုနှစ်စက်တင်ဘာလ6ရက်နေ့တွင်တန်တွဲမြို့တောင်မကြီးတိုက်နယ်ဆက်လေမြို့ကျေးရွာမှာအရက်သားရင်းလုတ်သားပြည်သူလေးဦးဖြစ်ကြတဲ့အသက်52နှစ်ရွယ်ဦးမောင်ကိုအသက်52နှစ်ရွယ်ဦးကျော်ဝေတန်းအသက်50ရွယ်ဦးဖိုးနီနဲ့အသက်34နှစ်ရွယ်ဦးညီညီနှစ်တို့ကိုပင်လယ်ပြင်ကန်ဒီမှာငါးဖက်နေစဉ်စစ်ကောမရှိရေတက်ကဖမ်းသွားကြောင်းအလောင်းတူအော်တိုဝါ3ရက်နေ့တွင်စစ်တက်ကကြောက်ဖြူမြို့စားပြင်ခွင့်ရက်ကွက်မှာရင်းလုတ်သားပြည်သူ20ကျော်ကိုလည်းအကြောင်းမဲ့ဖမ်းဆီးခဲ့ကြောင်းသိရ ပါတယ်စတေမာလာ၄ရဲ့မွန်လွေ၂နာရီချင်းစစ်တမောများပေါ်မှာလက်နက်ကြီးများဖြင့်ပစ်ခတ်တိုက်ခိုက်မှုကြောင့်တန်တွဲငပလီကန်းချီအနီးနယ်လင်းယိုးတောင်ထက်မှာ လက်နက်ကြီးကြီးကြားရောက်ပောက်ကွဲခဲ့ကြောင်းစက်တင်ဘာလအတွင်းအစံဖက်စစ်ကောင်မရှိတန်တွဲမျိုးပေါ်ရက်ကွက်များရှိအပြစ်မဲ့ရက်သားပြည်သူများပေါ်လေကြောင်းပစ်ခတ်တိုက်ခိုက်မှုကြောင့်ပြည်သူတို့ဒေဆုံးပြီးလေးဦးထိခိုက်ဒဏ်ရာရရှိကြောင်းစက်တင်ဘာလလေကြောင်းတိုက်ခိုက်မှုဖြစ်စဉ်တွင်အရက်သားနေအများနဲ့ဖုန်ကြီးချောင်းဝင်နေရာတချို့တို့ထိခိုက်ပျက်စီးခဲ့ကြောင်းသိရှိရပါသည် စက်တင်ဘာ29ရက်နေ့တွင်လဲစစ်ကောမရှိစစ်သည်မော့များပေါ်မှာတန်တွဲမျိုးနဲ့မြို့ပတ်ဝင်ခြင်းနေရာများပြားသို့လက်နက်ကြီးများဖြင့်တောက်လျှောက်ရန်တန်ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်းအော်တိုဘာလ9ရက်ညနေ4:00မိနစ်မှ4:00 16မိနစ်အတွင်းဂွားမျိုးနယ်ပုံမြက်ချင်းရွာပတ်ဝန်းကျင်ရှိပင်လယ်ပြင်သို့စစ်သည်မော့များပေါ်မှာလက်နက်ကြီးများဖြင့်ဆက်တကြိမ်ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်းသိရပါသည် အော်တိုဘားလ9ရက်နေ့တွင်လည်းစစ်တပ်ကတန်တွဲငပလီကန်းချေမျက်နှာချင်းဆိုင်တွင်အထိုင်ချထားသော၎င်းတို့၏စစ်သည်မော်များပေါ်မှလက်နက်ကြီးများဖြင့်တန်တွဲမြို့ပတ်ဝန်းကျင်သို့ရန်တမ်းပစ်ခတ်ခဲ့သည်သာမကတန်တွဲနေကွာမျိုးပေါ်တွင် YAY တွဲလေးရဲများဖြင့်၄နိုင်ကန်ကြာမရမနာစက်တိုက်ပြန်ဝဲနေခဲ့ကြောင်းအော်တိုဘားလ10ရက်မနက်8နိုင်ကန်အချိန်မှာတန်တွဲမြို့အနီးပတ်ဝန်းကျင်အားချက်လီရင်ဖြင့်ပုံကျဲတိုက်ခိုက်ခဲ့ကြောင်းသိရှိရပါသည်။ ဆက်လက်ပြီးဆလင်းမြို့နယ်လင်းစင်တိုက်နယ်ရဲစခန်းကိုဝင်ရောက်တိုက်ခိုက်မှုဘန်ကာတလုံးသာကြံကျင်းစစ်တပ်ကလင်းရင်ပြေဘုံချဲ၍ပြန်ဆုတ်ခွာရာနတ်တလင်းတွင်လည်းစစ်တပ်နှင့်တောင်းလိုက်ရတက်များတိုက်ပွဲဖြစ်ပွားဆိုတဲ့အကြောင်းကိုတင်ဆက်ပေးပါမယ်။မကွေးတိုင်းစလင်းမြို့နယ်လင်းစင်တိုက်နယ်ရဲစခန်းကိုဝင်ရောက်တိုက်ခိုက်မှုဘန်ကာတလုံးသာကြံချင်းစစ်တပ်ကလေးချောင်းပြေပုံချိန်၍ပြန်ဆုတ်ခွာရာကြောင်းမင်းဘူးခရိုင်တရင်ကကတရင်ထုတ်ပြန်ပါရယ် အော်တိုဘားလရှိရဲ့မနက်9နာရီအချိန်ကစပြီးလင်းစင်းမြို့နယ်လင်းစင်းတိုက်နယ်ရဲစခန်းကိုတော်လန်ရေးတပ်ဖွဲ့များကပူးပေါင်းတိုက်ခိုက်ခဲ့ကြောင်းလင်းစင်းတိုက်နယ်ရဲစခန်း၏ပိုတဲကုန်းထီရရှိပြီးလင်းစင်းဝင်းကုတ်ကိုပင်အောင်ရှိစစ်တပ်ဘဏ်ကတလုံးချင်းရှိနေ၍တိုက်ခိုက်စဉ်စစ်တပ်ကယင်းနေ့မနက်9နာရီ34မိနစ်ချိန်မကွင်းလေတပ်မှဂျက်ဖိုင်တာဖြင့်ပုံချခြင်းဆက်လက်ပစ်ခတ်ခြင်း၃ချိန်ပြုလုပ်ခဲ့ကြောင်းထို့ကြောင့်တပ်ပြန်ဆုတ်ခဲ့ရကြောင်း အဆိုပါရေစကန်ကိုတိုက်ခိုက်မှုတွင်စစ်တပ်ဘက်မှအထိကိုက်အများပြားရှိပြီးဒေါ်လန်ရေးရဲဘော်တို့ဦးကြဆုံးခဲ့ကြောင်းသိရပါသည်အဆိုပါစစ်စင်ရေးကိုမင်းဘူးခရိုင်အမှန်ငါတက်ရင်တက်ခွဲနှင့်မင်းဘူးခရိုင်အမှန်ငါတက်ရင်ဒရုန်းတက်ဖွဲ့ဇလင်းပါလာဖတောင်းညီနောင်မြို့ပြပျောက်ကြားဖွဲ့မင်းဘူးခရိုင်ပကဖတုံးလုံးရေးဖွဲ့တို့ကပူးပေါင်းတိုက်ခိုက်ခဲ့ကြောင်းသိရပါသည်